ယူကရိန်းဟာပြည်ထောင်နိုင်ငံလို့ Storm Shadow တာဝန်ဖြစ်တွန်းကျွေနဲ့ရုရှားရဲ့ဓာတုစက်ရုံတရုံကိုတိုက်ခိုက်ခဲ့ကြောင်းယူကရိန်းစစ်တပ်ကအောက်တိုဘာ22ရက်မှာပြောကြားခဲ့တယ်လို့ DW သတင်း website မှာဖော်ပြခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်မှုဟာရုရှားရဲ့လေကြောင်းကာကွယ်စနစ်ကိုထိုးဖောက်ဝင်ရောက်ခဲ့ပြီးပြစ်မှတ်ကိုအောင်မြင်စွာထိမှန်နိုင်ခဲ့ကြောင်းတိုက်ခိုက်မှုရဲ့ရလဒ်တွေကိုလေ့လာဆန်းစစ်နေကြောင်းယူကရိန်းစစ်ဦးစီးချုပ်ကပြောကြားခဲ့တာပါ။ယူကရိန်းရဲ့တိုက်ခိုက်မှုအပြီးနိုင်ပိုင်းအကြာမှာရုရှားကလည်းယူကရိန်းရဲ့ဒေသတချို့ကို drone တွေဒုံးကျည်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက်ကလေး င်းနှစ်ဦးအပါအဝင်လူ6ဦးသေဆုံးခဲ့တယ်လို့ယူကရိန်းသမ္မတဆာလန်စကီကပြောကြားခဲ့ပါတယ်။ရုရှားရဲ့တိုက်ခိုက်မှုတွေကြောင့်ယူကရိန်းရဲ့မြို့တော်ကီရက်နဲ့နီပရိုပက်ထရိုဗက်စ်ဒေသတွေမှာလျှက်စစ်တအားပြတ်တောက်မှုတွေဖြစ်ခဲ့ပြီး ရုရှားဟာယူကရိန်းရဲ့စွမ်းအင်စရုံတွေကိုပိတ်မတ်ထားခဲ့တာဖြစ်ကြောင်းဒေတာခံမီဒီယာတွေကဖော်ပြခဲ့တာပါရုရှားရဲ့ Bright တာတူးစရုံကိုယူကရိန်းရဲ့တိုက်ခိုက်မှုနဲ့ပတ်သက်ပြီးရုရှားအနာဘာနီကမှတ်ချက်ပေးခဲ့တာတော့မရှိသေးပါဘူးယူကရိန်းစစ်တပ်ကတော့သူတို့ပိတ်မတ်ထားခဲ့တဲ့ဓာတ်တူးစရုံဟာယူကရိန်းကိုတိုက်ခိုက်နေတဲ့ရုရှားရဲ့စစ်ပွဲမှာအ धिक အခန်းကဏ္ဍကနေပေါဝင်နေတဲ့စရုံတစ်ယုံဖြစ်ကြောင်းပြောကြားခဲ့ပါတယ်အဲ့ဒီစရုံမှာရမ်းမုံတွေ ဖောက်ခွဲရေးပစ္စည်းတွေဒုံးကျည်တွေနဲ့လက်နက်ခဲယမ်းတွေမှာအသုံးပြုတဲ့ဒုံးအင်ဂျင်လောင်းစာအစိအပိုင်းတွေကိုထုတ်လုပ်နေတာဖြစ်ကြောင်းလည်းယူကရိန်းကပြောတာပါရုရှားသမ္မတပူတင်အနေနဲ့ငြိမ်းချမ်းရေးအတွက်အဆင်သင့်မဖြစ်မချင်းရုရှားရဲ့စီးပွားရေးနဲ့ကာကွယ်ရေးကဏ္ဍအပေါ်ဖိအားတွေတိုးမြင့်မယ်လို့ဖြစ်တဲ့ဝန်ကြီးချုပ်ကီယာစတာမာနဲ့တခြားဥရောပခေါင်းဆောင်တွေကကတိပြုပြောကြားခဲ့တဲ့နေ့မှာယူကရိန်းရဲ့တိုက်ခိုက်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်ယူကရိန်း၊ဂျာမနီ၊ပြင်သစ်၊အီတလီ၊ပိုလန်၊ဒိန်းမတ်၊ဖင်လန်၊ဥရောပသမဂ္ဂနဲ့နော်ဝေခေါင်းဆောင်တွေထုတ်ပြန်တဲ့ပူးတွဲညညချက်မှာ ယူကရိန်းပြည်နဲ့အပြစ်ခတ်ရေးဆွဲရေးသဘောတူညီမှုမရခင်နဲ့သဘောတူညီချက်ရရှိအောင်ကြိုးပမ်းနေတဲ့ကာလအတွင်းအင်အားတောင့်တင်းတဲ့အနေအထားမှာရှိနေရမှာဖြစ်ကြောင်းဖော်ပြခဲ့ပါတယ်။